ဘုရတ္ထာယီအတင်ချေရကတ်မှာတက်ကတ်ဆုတ်ကတ်ဆိုရဲအန္တရာကတ်နော်အာယုကတ်အစုံပေါင်းဟုတ်လား60အာယုကတ်အစုံဖြစ်တဲ့အန္တရာကတ်ပေါင်း64ကတ်ပါအန္တရာကတ်64ကတ်ကအတင်ချေရကတ်ကြီးတကတ်အဲ့ဒီမှာ အခုလက်ရှိဒီကဘာဒီဖျားငားစုပွေးမဲ့ဗဒ္ဒကဘာနော်ဒါလေးသိရမယ်ကဘာကြီးဖြစ်စဲတဲ့ကဒါဖျားငားစုပွေးမဲ့ကဘာဆိုတော့ဗဒ္ဒကဘာ ဒီဘာသာကဘာမှာအန္တရာကက်64ကက်ရှိတဲ့အထဲမှာ7နှစ်တန်းကနေပြီးတော့အတင်ခြေတိုင်အောင်တက်ကအာယုကက်အတင်ခြေကနေ7နှစ်တန်းထီကိုစောက်ကအာယုကက်ဆိုပြီးတော့အာယုကက်တစုံပါနေတဲ့အန္တရာကပ်ပေါင်း64ကက်ရှိတဲ့အထဲမှာကျမတို့မှန်တမ်းရာဇဝင်ရဲ့အဆိုနဲ့ မဟာရာဇဝင်ကြီးရဲ့အဆိုလေးကိုသိထားဖို့လိုတယ်။မှန်တမ်းရာဇဝင်မှာဆိုရင်အန္တရကတ်ဒီတကတ်မှာဒါကကုတ္တမြတ်စွာဘုရား ပွင့်ခဲ့တယ်လို့သူကယူဆ။အန္တရကတ်နှစ်ကတ်မြောက်မှာဆိုရင်တော့ဟလာဒီနေရာမှာကောနကုမြတ်စွာဘုရား ပွင့်ခဲ့တယ်။တခါအန္တရကတ်သုံးကတ်မြောက်မှာကတ္တပမြတ်စွာဘုရား ပွင့်ခဲ့ပြီးတော့အန္တရကတ်လေးကတ်မြောက်မှာ ဂေါရမမြတ်စွာဘုရားပွင့်ခဲ့တယ်လို့ယူဆတယ်။နောက်တစ်ခါမဟာရာဇဝင်ကြီးမှကြာရင်တော့အန္တရာကရှစ်ကတ်မှကြာမှာကာကုတ္တမြတ်စွာဘုရားပွင့်ခဲ့တယ်။အန္တရာကကိုးကတ်ကြာရင်ကောနာကိုမြတ်စွာဘုရားပွင့်ခဲ့တယ်။အန္တရာကဆယ်ကတ်မှာကတ္တပမြတ်စွာဘုရားပွင့်ခဲ့တယ်။အန္တရာကဆယ်တကတ်မှာဂေါရမမြတ်စွာဘုရား ဲ့တော့အဲ့ဒီနေရာမှာဖရာတို့ပွင့်နေဆိုတာဒီစနစ်တန်းကအတင်ချေဆိုတဲ့တက်ကတ်ကာလမှာဖရာဘရောမမပွင့်ဘူးဖရာတို့မိသည်အတင်ချေကနေစနစ်တန်းဆိုတဲ့စနစ်တန်းကအတင်ချေဆိုပြီးတက်တန်းနေရှေ့တယ်ဆိုတာတတဝါတို့ရဲ့တန်တန်းမှာကုသိုလ်ကောင်းမှုတွေများနေတဲ့အချိန်ဆိုရင်ဒါအတင်ချေတိတက်တန်းရှိတယ်ဒီအချိန်မျိုးမှာဖရာပွင့်လို့ပြွင့်စရာမလိုဘူး အတင်ခြေကနေဆယ်နှစ်တန်းတိုင်အောင် ရော့လာတဲ့ဆိုတဲ့ကအာကုတို့တွေများများလာတယ်။များလာတဲ့နေရာမှာအတင်ခြေကနေဆယ်နှစ်တန်းဆိုရယ်စုတ်ကတ်ကာလမှာသာဖရားတွေပွင့်လို့ရှိကြတယ်။ပွင့်တဲ့နေရာမှာစုတ်ကတ်ကာလရဲ့ပိန်တန်းစုတ်ကတ်ကာလရဲ့တသိန်းတန်းနဲ့စုတ်ကတ်ကာလရဲ့တရာတန်းကြားမှာပဲဖရားပွင့်လို့ရှိကြတယ်။အဲ့ဒါဘုဒ္ဓတာပဲ။နော်ဖရားပွင့်တယ်ဆိုတာ စုတ်ကတ်အာယုကတ်ရဲ့တိန်တန်းနဲ့ယာတန်းကြားတာပွင့်ဒါသိရမယ်တိန်တန်းရဲ့အထက်ဆိုရင်လေကုသိုလ်ကောင်းမှုတွေများနေသေးတဲ့အတွက်အသက်ရှင်နေကြသေးတဲ့အတွက်တော်တော်နဲ့ပိုခြင်းနာခြင်းသိခြင်းတွေတွေ့ဖို့မလွယ်ရင်ပိုခြင်းနာခြင်းသိခြင်းနဲ့ပတ်သက်ပြီးတန်ဝေကမရကြအောင်ပြောရင်လေယုံတန်းပုံမြင်လိုပဲဖြစ်နေတဲ့အတွက်ဒီလိုအခြေမျိုးတိမ့်တဲ့အထက်မှာဆိုရင် တိန်တန်းရဲ့အထက်ဆိုတော့တန်တန်းတို့ဂရေတန်းတို့ဒီလိုချိန်မှာဖျားမပွင်တခါယာတန်းရဲ့အောက်ဆိုအခုချိန်ယာတန်းအောက်ဒီလိုချိန်မျိုးကြလဲဖျားမပွင်တော့ဘာကြောင့်လဲဆိုရင်ပိုရနာရဲတည်တယ်ဆိုတာယိုးလာကြယိုးလာကြတဲ့အတွက်တဝေက ဖြစ်ဖွယ်ရာ မရှိတဲ့အတွက်ဒီအချိန်မျိုးမှာလဲဖျားမပွင်တော့တိန်တန်းနဲ့ယာတန်းကြားကာလမှာဒါလင်းဖျားပွင့်မြဲဓမ္မတာဆိုတာသိရတယ် ဒါကြောင့်ဘယ်အတင်ခြေရကတ်မှာသာဟလာဒီဟလာဖျားလို့ဘာလို့ပွင့်လဲလို့ပြောရင်အတင်ခြေရတဲ့ကပြောရင်လေးကတ်သေးကဝိဝတ္တထာကြီးအတင်ခြေရကတ်ဆိုတဲ့ကဘာဖြစ်ပြီးတည်တဲ့အချိန်မျိုးမှာသာဖျားပွင့်နေအဲ့ဒီမှာလေကဘာဖြစ်စဲအချိန်တွေကဒီကဘာဒီဖျားတဆူပွင့်မလားမနှဆူပွင့်မလားဆိုတာလေတောင်ကျွန်းလိုနေရာမျိုးမှာမှာကျူးမြေမှာနမိတ်ထွန်းလေးရှိတယ်အရှိကျွန်းနောက်ကျွန်းမြောက်ကျွန်းတွေမှာနမိတ်ထွန်းရိုးထုံးစံ မရှိဘူးဒါလည်းတစ်ချက်သိရမယ်အဲ့ဒီမှာမှဖျားပွင့်တဲ့အချိန်မှာလေဒီအတင်ချရကတ်ဒီကဘာဖြစ်ပြီးဒီဇဲဆိုတော့အန္တရာကတ်ပေါင်း64ကတ်ပါရှိတယ်အန္တရာကတ်64ကတ်မှာအန္တရာကတ်တကတ်ဆိုရာဒီအာယုကတ်တစုံပါတယ်တကတ်နဲ့စုတ်ကတ်အာယုကတ်တစုံမှာဖျားတို့မိသည်စုတ်ကတ်ကာလမှာသာပွင့်တယ်အဲ့ဒီမှာအခုဒီကဘာကဗတ္တကဘာဖြစ်တဲ့အတွက်အန္တရာကတ်64ကတ်ရဲ့စုတ်ကတ်မှာအန္တရာကတ်တကတ်ရဲ့ စုတ်ကတ်ကာလတနည်းအားဖြင့်၄တောင်တန်းเนาะ၄တောင်တန်းတက္ကုတန်မြတ်စွာဘုရားဆိုအတူအနေနဲ့ရေးပါတယ်ကျွန်တော်တို့စာအနေနဲ့အရှိပြောမယ်ဆိုရင်ကာကုတန်ဒမြတ်စွာဘုရားကာကုတန်ဒဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်တို့ကတန်လေးကိုဒီလိုယူလိုက်ရင်ကာကုတန်မြတ်စွာဘုရားဒါကြောင့်တန်လို့ယူလိုက်ကောနာဂုံဖြစ်တဲ့အတွက်ကောနာဂမနကနေလာ ကောဏသမဏမြတ်စွာဘုရားဒါကိုလည်းကျမတို့ကဒါကိုပါဠိတရာနည်းနဲ့ယူလိုက်တော့ကောဏကိုမြတ်စွာဘုရားကောဏကိုမြတ်စွာဘုရားနောက်တစ်ခုကပလို့အတူကောက်ယူလိုက်တာကကတပမြတ်စွာဘုရားကတပမြတ်စွာဘုရားမကဂောဓမမြတ်စွာဘုရားဆိုပြီးတော့ဒါကိုရှေးဆရာတော်ဘုရားကြီးတွေက နေပြီးတော့လွယ်ကူအောင်ရှေးလူကြီးများက လွယ်အောင်ပြောရင်တန်ကို မဆိုပြီးတော့ပွင့်တော်မူတဲ့ဗဒကဘာမှာလေးစုဖရားတွေယူလိုက်တဲ့နေရာမှာကာကုသမြန်းစွာဖရားသည် လူတို့ရဲ့တက်တန်း၄000တန်းမှာပွင့်ခဲ့တယ်။စောက်ကတ်ကာလာရဲ့၄000တန်းမှာပွင့်တယ်။အန္တရာကတ်ကိုပြောပါဆိုရင်မှန်တမ်းရာဇဝင်အရာပြောရင်အန္တရာကတ်စစွာဦးတကက်မဟာရာဇဝင်ကြီးအရာပြောရင်အန္တရာကတ်ရှစ်ကတ်မြောက်ကြမှာပွင့်တယ်လို့ပြောတယ် ကျေးဇူးတော်ရှင်မင်းကိုဆရာတော်ဘုရားကြီးကတော့မဟာရာဇဝင်ကြီးကိုပို့ပြီးတော့နှစ်သက်တယ်လို့ပြောတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျမတို့ကကျေးဇူးတော်ရှင်တိပိတကမင်းကိုဆရာတော်ဘုရားကြီးရဲ့စန္ဒအတန်းပြောမယ်ဆိုရင်အန္တရာကရှစ်ကက်မြောက်ရဲ့စုတ်ကက်ကာလပေါ့နော်ဒါအန္တရာကဒါရှစ်ကက်ပေါ့ရှစ်ကက်ဆိုရင်စနေတန်းကအသင်ခြေအန္တရာကရှစ်ကက်မြောက်မှာမပွင့်သေးဘူးပြီးရင်အသင်ခြေကနေစနေတန်းတွေက ိန်းထဲမှာလည်းမပွင့်သေးဘူး၄တောင်တန်းကြတော့ဒီကကုတံမြတ်စွာဘုရားပွင့်သွားပြီအဲ့ဒီကနေ၄တောင်တန်းပြီးတော့အနှစ်တရာကြတစ်နှစ်ရောတစ်နှစ်ရောနဲ့ဖရာတို့မိသည်တက်တန်းကျင်နေရုံထုံးဆံမရှိရရှိရာတက်တန်းကို၅ဘုံပုံတဘုံလျှော့ပြီးပြိနိဗ္ဗာန်ဆံသွားပြီပြီးရင်၄တောင်တန်းပြီးတော့၄တောင်မှာတစ်နှစ်ရောစသည်ဖြင့်သွားလိုက်သွားလိုက်ပြီးတော့၁၀နှစ်တန်းရောက်သွားတော့အန္တရာကရှစ်ကပြီးသွားပြီအဲ့ဒီအချိန်မှာနောက်ထပ်ဖရာပွင့်စရာမရှိဘူးတခါကိုးကမြောက်ရောက်လာကိုးကရဲ့ တယ်။တမီတန်းကနေပြီးတော့အတင်ချိန်ထိပြန်တက်မယ်။အဲ့ဒီချိန်မှာမပွင့်သေးဘူး။လောဘဒေါသမောဟတွေများလာလို့အတင်ချိန်ကနေပြီးတော့စနစ်တန်းဘက်ကိုစိတ်သက်ကာလမှာဟလာကျမတို့၃000တန်းကြတော့ဘာပွင့်လဲဆိုရင်ကောနာကိုမြန်စွာပြန်ပွင့်တယ်။တခါအဲ့ဒါ၃နောင်းကနေပြီးတော့ခုနပြောသလိုပြန်ပြန်ရော့ပြီးတော့၁၀နှစ်ရောက်သွားမယ်။၁၀နှစ်ရောက်သွားတဲ့အချိန်ကျတော့ဒါဟိုဒီနေရာမှာ အန္တရာကဟလာကိုကမြောက်ရဲ့7နှစ်ရောက်သွားပြီဆိုတော့ဒီအန္တရာကကိုကကုန်မကုန်ကုန်ပြီဆိုရင်7နှစ်လောက်ရောက်ပြီဆိုတဲ့တတဝရရဲ့တန်တန်မှာလောဘဒေါသမောဟတွေတအားများလာကြပြီဆိုတော့7နှစ်လောက်ရွယ်ဆိုတဲ့အတွက်ကြောင့်လူတွေက7နှစ်ဆိုရင်တည်ကြရတော့အဲ့တော့7နှစ်နှစ်လောက်ဆိုရင်ပဲဟလာအိမ်အောင်နေပြုတ်ကြပြီပြုတ်ကြတဲ့အတွက်ဒီအချိန်မှာတဲ့ဓမ္မမိတ်ဆွေများဟလာမိအမေနဲ့သားအဖေနဲ့သမီး ကိုလေးနဲ့တူမမောင်နဲ့နှမဆိုတာဘာမှစီမချတော့ပဲနဲ့ဟလာဒီနေရာမှာဟလာပေါင်းဖက်တာတွေပါတယ်ဖြစ်တော့တရစ္ဆန်လောကကြီးလို့ဖြစ်လာချက်လောဘဒေါသမောဟတွေများတဲ့လောဘရာဂတွေအကြီးလာတယ်လို့ဒေါသတွေအကြီးကြတယ်တယောက်တယောက်လက်နဲ့တွေပါတယ်ထွင်စရာမလိုပဲနဲ့ကိုယ်စိတ်အတိုင်းဒီလူကိုဓာတ်နဲ့ခုတ်ချင်းတိုင်ထားတဲ့တပည့်စီရလဲဓာတ်ဖြစ်လို့ရတယ်တနတ်ဖြစ်လို့လဲရတယ်ဘုံဖြစ်လို့လဲရတယ်ထွင်စရာမလိုပဲနဲ့အဲ့ဒီလူတေကြကြကြတော့အန္တရာကတိုက်တယ်လို့သုံးတယ် အန္တရာယ်ကဒီလိုစနစ်တန်းအချိန်မှာတတဝါတွေတေကြတာတချို့လောဘဟလာဒေါသအာတိတဲ့အချိန်ဆိုလို့ရှိရင်စစ်လက်နဲ့တွေထွင်းစရာမလိုပဲနဲ့ဒါဖြစ်တာကိုတတ်ထန်တရာကက်လို့သုံးတယ်။နော်တတ်ထန်တရာကက်အဲတချို့ကြလို့ရှိရင်လောဘတိတ်အာကြီးလာပြီဆိုလို့ရှိရင်အစာရေစာငတ်မို့ခေါင်းပါတဲ့ဒုဗိကံတရာကက်ကြီးတိုက်။မောဟအာကြီးရောဂံတရာကက်ကြီးတွေရွာလုံးချို့မြို့လုံးချို့တွေတေကြတယ်။အခုပဲ စနစ်တန်းကအဲ့လားအတင်ချင်ကနေယော့လာတာအခုဆိုရင်ကျေးဇူးတော်ရှင်ဂေါတမမြတ်စွာဘုရားတရားတန်းမှာဆိုရင်အခုမြတ်စွာဘုရားသာသနာခုနောက်ပိုင်းတဖြည်းဖြည်းယောက်လာတဲ့အချိန်မှာ85နှစ်တန်းယော့ယော့มาပဲခုတနိုင်နဲ့တနိုင်ငန်းနေစစ်ဖြစ်နေတာတွေတွေ့နေရမယ်တချို့နေရာတွေအစာရေစာငတ်မို့ခေါင်းမနေတာတွေတွေ့နေမယ်တချို့နေရာတွေဆိုရင်မျိုးလုံးကျွရွာလုံးကျွတွေယောဂါတွေဖြစ်နေတာတွေရှိနေမယ်အဲ့ဒါကတိတ်မဆိုးသေးဘူးခု85နှစ်တန်းယော့ယော့ကြားလေးလေးစနစ်တန်းကြာရင်တော့အများကြီးတည်ကြမယ် အဲ့ဒီလိုတည်တဲ့အချိန်မှာကုသိုလ်ကောင်းမှု စိတ်ထားတဲ့လူတွေကကြံရိတ်ခဲ့ပြီးတော့ဟလာပုံအောင်ပြီးတော့ဒီစစ်ဘေးဖြစ်နေရင်လည်းတတ်ထန်တရာကက်ကြီးတိုက်နေရင်လည်းဒီစစ်ဘေးကလွတ်ရလေးတွေမှာပုံနေကြမှာပေါ့လေဒါမှမဟုတ်ယောဂန္တရာဆိုလေယောဂလွတ်တဲ့နေရာတွေပြေးကြရမှာပေါ့ရွာလုံးကျွတ်ရွာလုံးကျွတ်ကြီးတွေယောဂာကြီးတွေဆိုရှင်းတော့ဆိုပလေယောဂာကြီးတွေကာလာဝန်ယောဂာကြီးတွေကုဆက်တဲ့အတွက်ကြောင့်ဒါကိုရှင်းတော့ရင်းနာယောဂာကြီးတွေလို့သုံးကြတယ်ဒါတွေကိုထားရပြီးအကုန်လွတ်အောင်ပြေးရတယ်ပြေးကြမယ်ခုနပြောသလို အစာရေစာငတ်မောခေါင်းမာတယ်ဆိုလဲအဲ့လိုမျိုးသိကြတော့ကြံရိတ်ခဲ့တဲ့သူတွေကတန်ဝေကညံနေရကြပြီးတော့ပြန်ပြီးတော့တယောက်တယောက်ဝိမတော်သားမဆန်ကိုတမီသားစုလုံးထဲမှာမှတယောက်ကြံချင်းကြံမယ်တရွာလုံးမှာတယောက်ကြံချင်းကြံမယ်အဲ့ဒီလိုကိုလိုအသက်ရှင်တဲ့သူတွေတွေ့တဲ့အချိန်မှာတယောက်တယောက်မေတ္တာထားတော့မေတ္တာတွေကြောင့်တတန်း10နှစ်တန်းကနေ20 20ကနေ40စသည်ဖြင့်ဒီမဆိုတရားတွေနဲ့ပြန်ဖြစ်တော့အတင်ကြီးတိတတန်းပြန်ရှိမယ်အဲ့ဒီလိုပုံစံသွားကြတဲ့နေရာမှာ ဖျားတို့မိသည်စုတ်ကတ်အန္တရာကတ်ဒီမှာပွင့်တော့စုတ်ကတ်ရဲ့၈တောင်းတန်း၈အန္တရာကတ်၈ကတ်ရဲ့စုတ်ကတ်ကာလမှာမှ၄တောင်းတန်းမှာကကုတ္တမြတ်စွာဘုရားပွင့်မယ်အန္တရာကတ်၉ကတ်ရဲ့စုတ်ကတ်ကာလ၃တောင်းတန်းမှာကောနာကိုမြတ်စွာဘုရားပွင့်မယ်အန္တရာကတ်၁၀ကတ်ရဲ့အလားစုတ်ကတ်ကာလ၂တောင်းတန်းမှာကတ္တဗမြတ်စွာဘုရားပွင့်မယ်အခုအန္တရာကတ်၁၁ကတ်ရဲ့ အခုဘယ်နေရာရောက်နေလဲဆိုရင်စုတ်ကက်ကာလတွေရောက်နေစုတ်ကက်ကာလမှာတရားတန်းမှာကျမတို့ရဲ့ကျေးဇူးတော်ရှိဂေါရမမြတ်စွာဘုရားပွင့်ခဲ့တယ်တကယ်ဆိုရင်၄တန်းတို့၃တန်းတို့၂တန်းတို့ဆိုအမှန်ပါဆိုတော့၁တန်းတန်းမှာမပွင့်သင့်ဘူးလားပွင့်သင့်တာပေါ့၁တန်းတန်းမှာလည်းမပွင့်ခဲ့ရအောင်ဒါဆိုရင်၁000တန်းလောက်တော့ပွင့်သင့်တာပေါ့၁000တန်းလည်းမပွင့်ခဲ့ရအောင်ဈာတယ်မှာဆိုတာ တထောင်ဆိုရင်6000တို့8000တို့ဒါတွေလည်းရှိမှာပေါ့မပြောတော့ဘူးเนาะဒါတွေမှလည်းမပွင့်ခဲ့ဘူးတထောင်လည်းမပွင့်ဘူးဒါဆိုလို့ရှိရင်တထောင်မပွင့်ရင်900လောက်ပွင့်နေတာပေါ့900လည်းမပွင့်ဘူး800လည်းမပွင့်မင်းနဲ့တရာမှာမှလာပွင့်ဘာကြောင့်လဲကျမတို့ကျေးဇူးတော်ရှင်ဘောဓမမြတ်စွာဘုရားအလောင်းတော်ဒီဒီဘဂဝါမြတ်စွာဘုရားခြေတော်ရင်းမှာဖျားစုစပန်နေကသူကပညာကိုအဓိကထားပြီးတော့ပါရမီဖြည့်လို့တဲ့စံတော်မွတ်ဟထားတယ် ဒါကြောင့်ပညာကိုအဓိကထားတဲ့ဖျားများဆိုလို့ရှိရင်ပညာကိုအဓိကထားတဲ့အတွက်ပညာအဓိကပညာအဓိကဖျားစုဆိုတာဖျားစုပန်တဲ့နေရာမှာပညာအဓိကဖျားစုပန်တာရှိမယ်တချို့ကြလို့ရှိရင်တတ်တာတရားကိုအဓိကထားပြီးတော့ဖျားစုပန်ရင်တတ်တာအဓိကဖျားစုတချို့ကြတော့ဝီရိယကိုအဓိကထားပြီးတော့ဖျားစုပန်တဲ့နေရာမှာအဓိက ရည်ရွယ်ချက်ကိုယ့်ရဲ့ကြိုးစားမှုပေါ်မူတည်ပြီးတော့ဝရိယကိုအဓိကထားတာရှိမယ်တတ်တာကိုအဓိကထားတာရှိမယ်ပညာကိုအဓိကထားပြီးဖျားဆူပန်ကြအဲ့ဒီမှာဝိရိယကိုအဓိကထားပြီးဖျားဆူပန်တဲ့ပုံကိုများကြရင်16နော်16အတင်ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရတာဒါလေးတွေကဓမ္မမိတ်ဆွေတို့သင်တဲ့အခါကျရင်အသေးစိတ်ထည့်စရာမလိုပါဘူးဓမ္မမိတ်ဆွေတို့သိရမယ်ရိခာအနေနဲ့ပြောထားတာ16 အသင်ခြေနဲ့ကဘာတသိန်းပါရမီဖြည့်ရမယ်ဒါလေးတွေကိုဒီနေ့ဒါလေးကိုပြောခဲ့ခြင်းလို့ကျမတို့တို့ကဒါကိုလုံထွေးလုံထွေးနဲ့သိထားတာတတ်တာတရားကိုအဓိကထားတဲ့ဖရာများကြရင် ရှစ်အသင်ခြေနဲ့ကဘာတသိန်းပါရမီဖြည့်ရတယ်ကျမတို့ရဲ့ကျေးဇူးတော်ရှင်ဂေါတမမြတ်စွာဘုရားကပညာကိုအဓိကထားတဲ့အတွက်ပညာသမားများကြတော့ကာလတိုတယ်လေ အတင်ချေနဲ့ကဘာတသိပါရမီဖြစ်ရဒါဆိုရင်ဖယားစုပန်ကြတဲ့နေရာမှာရည်ရွယ်ချက်စံတာပေါ်မူတည်ပြီးတော့ဖယားစုဘယ်နှမျိုးရှိလဲဆိုရင်၃စုရှိတယ်ပညာဓိကဖယားစုရဲ့ဝိရိတ္တာဓိကဖယားရဲ့ဝိရိယဓိကဖယားရဲ့လို့အဲ့ဒါအဓိကပညာတတ္တာဝရိယပေါ်မူတည်ပြီးတော့ဒါကစုပန်တဲ့ပေါ်မှာရှောက်လန်းရမယ် ါရမီခရီးအတိုင်းအရှည်ဖြစ်ပါလေကာလပေါ့အဲ့တော့လေးရတိချင်းနဲ့ကဘာတသိန်းဖြစ်ရမှာကျမတို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားသည်လေးအတင်ချင်းနဲ့ကဘာတသိန်းကဘာတသိန်းမပြည့်သေးတဲ့အတွက်ပါရမီမပြည့်သေးတဲ့အတွက်ကျမတို့ဖြစ်သေးမပြည့်သေးတဲ့အတွက်သူသည်နော်မပြည့်သေးတဲ့အတွက်တပေါင်းတန်းမှလည်းမပွင့်လိုက်ရဘူးတထောင်တန်းလည်းမပွင့်လိုက်ရဘဲနဲ့တရားတန်းကြမှာ 笨大嘞，老子妈没睡眠，地他不路阿、啊、爹。好比侬。